အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရောက်ဥကလာမျိုးနဲ့ရွှေပေါက်ကန်ရေစခန်းမှခင်းပတ်ရန်ပြင်ဆင်နေသောရင်းညာကိုဖောက်ခွဲတိုက်ခိုက်မှုနှစ်ဦးသေဆုံးနိုင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းရောက်ဥကလာမျိုးနဲ့ရွှေပေါက်ကန်ရေစခန်းမှခင်းပတ်ရန်ပြင်ဆင်နေသောရင်းညာကိုဖောက်ခွဲတိုက်ခိုက်ရာနှစ်ဦးသေဆုံးနိုင်ခဲ့ကြောင်းရန်ကုန်အာမီမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘားလ31ရက်နေ့ည10:18မိနစ်ခန့်တွင်ညအုတ်ကလာမြို့နယ်ရွှေပေါက်ကန်နေနေရဲစခန်းမှရဲများပြင်အားမြင့်မိုင်းနှလုံးနှင့်လက်ပြုံတစ်လုံးတို့ဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်စိုက်ကဲများဖြင့်ကင်းပတ်ရန်ပြင်ဆင်နေသောရဲအများအပြားထိခိုက်မှုရှိပြီးနှစ်ဦးသေဆုံးနိုင်ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရဲရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ကင်းပတ်ဖို့ထွက်လာမယ့်အချိန်ဆောင်ပြီးစော့ထဲလိုက်တာအနည်းဆုံးနှစ်ကောင်တော့ဓာတ်ရိုက်ထိတယ်။ဆိုင်ကယ်ကပုံမှန်၄စီး၅စီးထွက်တာထွက်ထွက်ချင်းစော့လိုက်တာဆိုတော့အနည်းဆုံးကိုပြောပြတာဓာတ်ရိုက်ထိတဲ့နှစ်ကောင်ကတော့တည်နိုင်တယ်။ကျွန်တော်တို့အပိုင်စော်တာအဲ့ကောင်တွေကညာ၁၀နိုင်ဝင်းကျင်ဆိုကင်းပတ်ထွက်နေကြ။ဆိုင်ကယ်၄စီး၅စီးနဲ့ဆိုင်ကယ်တစ်စီးမှအနည်းဆုံးနှစ်ကောင်လောက်တော့ပါတယ်ဟုရန်ကုန်အာမီမတာဝန်ရှိသူတအူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီဝိုင်အင်းနဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဆက်လက်၍စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖတ်စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေကြသောသူများအားဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမီမှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါရယ်။ကျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။